မနက်ဖြန်ညနေ၄နာရီမှာရှင်မြန်ကစားကြမဲ့မြန်မာအမျိုးသမီးတွေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းအုပ်စုစီအတွင်းမှာအတောင်သင်းဆောင်နှစ်သင်းတွေ့ဆုံနေရတဲ့ဖြစ်ပါတယ် ဒီဘွဲကောင်နိုင်ရရှိတဲ့အသင်းကသာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်လို့ဒီဘွဲကနှစ်သိန်းလုံးရဲ့ရေကုန်ရေကန်စူးစမ်းမှုတွေကိုမြေတွေ့နိုင်မဲ့ပွဲပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အသင်းဟာလက်ရှိမှာ FIFA rank နိုင်နေဆိုပေမဲ့တောင်အာရှမှာမြန်မာအသင်းနဲ့ကံခဲ့ရတဲ့အိန္ဒိယနီပေါ်တွေကိုကျော်ပြီးနှစ်ချိန်ဆက်ချန်ပီယံဖြစ်ထားတာပါ။မကြာသေးခင်ကမှခြေစွမ်းတော်တော်လေးကိုတိုးတက်လာတဲ့အသင်းမှာသူတို့ဟာစိတ်ဓာတ်ကျခိုင်ပြီးဘောလုံးကိုအသင်းသားလိုက်လံဖိအားပေးကစားတတ်ပါတယ်။တူချင်းကြော်ဖြတ်မှုအားကောင်းပြီးပြေးနိုင်ရုံနိုင်တဲ့တောင်ပံကစားသမားတွေလည်းပါဝင်ပါတယ်။တိုက်စစ်ကနီပေါ်အသင်း၊ဗီယက်နမ်အသင်းတို့နဲ့ကစားဖို့စင်ပါတယ်။ခန်းစစ်ကိုကြစ်လျောင်ကစားပြီးတော့ ေကကစားသမားတွေကိုပြေးခိုင်းပြီးကောင်နာကစားကွက်ကိုတည်လာဖို့လည်းရှိပါတယ်။ ပြန်မဲမဆိုင်တင်ငင်ကကျွန်တော်အပောင်းဝင်အများစုကဘာရင်းကိုမြန်မာအသင်းအဓိကပြန်မဲဖြစ်မယ်ဆိုပြီးအုပ်စုတွင်ဒုတိယအကောင်းဆုံးလို့ပါခံမှန်းထားကြတာပါဘင်္ဂလားဒေ့ရှ်အသင်းကတော့ကောင်းလာတာမှန်ပေမဲ့အတွေ့အကြုံနေပါမှုတွေကြောင့်ခက်ခဲမယ်ထင်ခဲ့ပေမဲ့သူတို့ထက် FIFA ranking တော်တော်မြင့်တဲ့ဘာရင်းကိုအနိုင်ယူခဲ့တဲ့ခုနှစ်ဂိုးဂိုးမရှိဆိုတဲ့ရလဒ်ကြီးကမြန်မာအသင်းအတွက်လည်းမျက်ခုံးလှုပ်ရှားဖြစ်နေပါတယ်မြန်မာလယ်ယူဆင်မျိုးသမီးနဲ့ဘင်္ဂလားဒေ့ရှ်တို့ကအနည်းဆက်ဆုံး2018မှာအရှာအိုလံပစ်ဖလားအတွက်ခြေစစ်ပွဲအုပ်စုအတွင်းမှာလည်းကြာရောက်ခဲ့ပူးပါတယ်သူနာခွင်မှအဲ့အချိန်တုန်းကမြန်မာအသင်းကငါးဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့ ဖူးတာလည်းဖြစ်ပါတယ်။ထပ်ပြီးတော့2019မှာ U16 မြို့သမီးအသင်းချင်းလည်းတွဲဆောင်ခဲ့မှုပြီးအဲဒီပွဲမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းကတကောဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။ဘလိုပဲနေနဲ့မြန်မာအသင်းကတော့တာမင်နစ္စတန်နဲ့ပွဲတုန်းကလည်းခန်းစစ်ပိုင်းကိုပေါ့ပေါ့ဆဆကစားလို့တော့မရပါဘူး။ဘင်္ဂလားဒေ့ရှ်ကတာမင်နစ္စတန်ထက်အများကြီးပိုကောင်းတဲ့အသင်းဖြစ်တဲ့အတွက်ဂိုးအရင်မပေးရပဲပွဲကိုထိန်းချုပ်ပြီးဂိုးအရင်တွင်းထားနိုင်မှသာစိတ်အေးရမှာပါ။ဆက်တင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ် ညာချမ်းနေအကောင်းဆုံးဆုံးဖြတ်ချုပ်ခုတော့ကျွန်တော်တို့ဖြစ်နေအတိမတ်ပြုကြီးကျူးသွားဖို့ရှိတယ်လို့ရရှိလာတဲ့အခွင့်အရေးပထမပွဲမှာခြေစွမ်းအဓိကပြသသွားနိုင်ခဲ့တဲ့ဝင်းဝင်းခင်မုံမုံထုံစန်းတော်တော်ဝင်းသိငင်တို့မေထက်လူတို့ရဲ့တိုက်စီ ဖြူဖြူဝင်းနော်ထထဝေတို့ရဲ့တကယ်ကောင်းတဲ့ကွင်းလင်တဲ့အတူနောက်တန်းကဇွန်ကျိုးရဦးတို့ရွရွနိုင်တို့နောက်တန်းကစားသမားလေးတွေအကောင်းဆုံးတုတ်ပြန်နိုင်မယ်လို့လည်းမျှော်လင့်ရပါတယ်။ထပ်ပြီးတော့ပြောချင်တာကလက်ရှိမြန်မာအသင်းရဲ့ကစားပုံတွေကတော်တော်ကောင်းလာပြီမဲ့ဂိုးပေါက်ရှေ့ရောက်ပြီဆိုရင်ကိုရိုင်းကန်ကျင်းတဲ့စိတ်ကိုဖျောက်ပြီးပိုတည်ကြရဲ့လူကိုပေးကစားဖို့ပါ။ဒီရာကလည်းတော်တော်ရည်ကြည့်ပါတယ်။ပွဲထဲမှာရသမျှအခွင့်အရေးတိုင်းကိုဂိုးအဖြစ်ပြောင်းလဲထားနိုင်မှအစိတ်အေးရမှာပါ။ မြန်မာမျိုးသမီးတင်ရအတင်းတမိုင်းတလျှောက်အမျိုးသမီးအရှာဖလားပြန်ပွဲကိုခြေစစ်ပွဲ၅ကြိမ်တနက်အောင်မြင်ခဲ့ပူပြီးယခု၆ကြိမ်မြောက်မှာလည်းအောင်မြင်ဖို့အလားအလာကောင်းနေရှိပါတယ်။၂၀၂၆တွဲကမ္ဘာဖလားဝင်ခွင့်ကတော်တော်ကိုရည်ကြီးတဲ့အတွက်မြန်မာဘောလုံးပရိသတ်တွေမျှော်လင့်နေတဲ့အရာကိုမြန်မာမျိုးသမီးတင်ဖော်ဆောင်ပေးနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ကျွန်တော်တို့ပရိသတ်တွေကလည်းတာဝန်ကျေပုံစံပဲမနှက်ဖြန်ညနေ၄နာရီမှကွင်းထဲမှာလူအပြည့်သွားပြီးအတုံခွန်ဆိုင်အားပေးကြဖို့ပဲကြံပါတော့တယ်ခင်ဗျာ။ခြေစံကောင်းတဲ့ပြသနိုင်ရင်ဒီခြေစစ်ပွဲကိုအောင်မြင်ပြီး ဩစတြေးလျမှာကျင်းပမယ့်အမျိုးသမီးအာရှဖလားပြိုင်ပွဲကြီးမှာအကောင်းဆုံးနဲ့လွတ်ပြနိုင်ပါစေလို့လည်းကျွန်တော်ဆုတောင်းပေးလိုက်ရပါတယ်